တနင်္ဂနွေနေ့မွေးသွားတော့မင်္ဂလာပါ2025ဇူလိုင်လတရက်ကနေ့9ရက်နေ့အတွင်းမှာမုလစီစဉ်တာနဲ့လက်တွေ့ဖြစ်ပေါ်တာတွေခွာဟမယ်။ရှင်မန်းထားတာနဲ့လက်တွေ့ဆောင်ရရတာတွေကမတူချမ်းသာလိမ့်မယ်။စိတ်ရှည်သီးခံရမယ်။ရံပတိဘက်ကရင်နဲ့ထိတိုက်တွေ့မယ်။ဥတီလိုက်တိုင်းနေရာတိုင်းတိုက်ခတ်ရှိမယ်။မဖြစ်မနေလုပ်ခဲ့မှုကြောင့်အဆုံးပိုင်းမှာအောင်မြင်မယ်။ ဘေးဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေပွဲ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေပွဲ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။တရနေ့နေ့မှာရန်တိုက်ခတ်တဲ့ထိတဲ့တွေ့မယ်။နေ့ရက်နေ့မှာ အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်။အဲဒီမှာ ကောင်းစေကောင်းဆောင်ပြုလိုက်ပါ။ထူးခြားစွာကောင်းခြင်းကံတွေဖွင့်လာမယ်။ယောဂကင်းမယ်၊ပြဿနာကင်းမယ်၊အလုပ်စင်ပြေသွားမယ်။သုံးရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်လဲတောင်းဆိုရယူနိုင်တယ်။လေးရက်နေ့ကတော့လုံးသမျအစဉ်ပြေမှုတိုးတက်မှုနဲ့အောင်မြင်မှုတွေရှိမယ်။၅ရက်နေ့မှာအလုပ်ဖို့ကိစ္စဖို့ကြုံမယ်၊ငွေကုန်ချေးကြများမယ်။ 6ရက်နေ့ကတော့ရံပြဿနာနဲ့ထိတိုက်တွေ့မယ်9ရက်နေ့မှာအရာရာစင်ပြေသောနေထာနဲ့တိုးတက်တဲ့ကံတွေကိုပေါ်ထွန်းမှာဖြစ်ပါတယ်တပတ်တာတွင်ကြာသာပရိသောက်ချာစနေမွေးသူတွေကောင်းကျိုးပေးတယ်ဟင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတယ်အနီအောင်ကျက်သွင်းအောင်ပန်းအောင်တို့ကိုသုံးပါ369ကဒဏ်နေအကျိုးပေးပါတယ်ကောင်းခြင်းကံကြမ္မာများရစေရန်အတွက် အနီအောင်ပန်းပွင့်ကိုဖျားကတ်လူပူဇော်ပြီးအလိုရှိရာဆန္ဒပြုပါကျေးဇူးတင်ပါတယ်။